fake လေးတွေရှိတယ်နော်သူမှာ body fake နေရှိတယ်နော်ဒါတတိထားရမယ် body fake ကနေပြီးတော့ကိုကဟန်ချက်ပြတ်သွားရင်ဒါဒုက္ခပေးနိုင်တယ်နောက်ထပ်အဲတွဲလုံးတွေဒါမှမဟုတ်လက်ပြီးချက်တွေခြေခံချက်တွေအမျိုးမျိုးဝင်လာနိုင်တယ်ဗျတွေ့လားကကအဝေးကြီးပဲနော်ဟင်းဒါဟာဟက်ကလေးသူကောင်းကောင်းလေးပိတ်လိုက်ပြီအဲအောက်မှာတလားခြေထောက်နဲ့ဖိန့်ပြပြီးတော့သူလက်နဲ့ထိုးသွားတာအဲ့ဒီ quality ချကြည့်ပါတော်တော်လေးမိုက်တယ်သူတစ်ချက်ကိုတစ်ချက်ဆိုရယ်စိတ်မျိုးလေးတော့သူ့မှာရှိရဗျာ ်တလားကစ်ချက်လေးတွေတော့မစိုးဘူးဗျကစ်ချက်လေးတွေတော့ကောင်းတယ်လို့ပြောလို့ရတဲ့အထက်မှာပါတယ်သူ့ကိုထိပြီးခုနကကျွန်တော်ပြောခဲ့သလိုသူ့တစ်ချက်ကိုတစ်ချက်ထိသူ့တစ်ချက်ကိုတစ်ချက်ပြန်ပြီးတော့ထိုးတဲ့ fighter မျိုးတွေမှာပါတယ်ဗျတွေ့အဲ့အမားမခံတာလေးတော့ကျွန်တော်တော်တော်လေးသဘောကျတယ်ဗျပထမတစ်ခါသူ့ကိုဟက်ကစ်ကန်ထားတာတွေ့ရတဲ့အတွက်နောက်တစ်ဘယ်တော့မှဟက်ကစ်မပေးတော့အောင် ကျော်လာဝင်းအနေနဲ့ဖက်တက်ကိုရောက်ပြီးပထမဆုံးကစားအမယ်ပွဲကဒါဝမ်းချန်ပီယံရှစ်မှာမဟုတ်ဘဲနဲ့စူပါ5ဖြစ်နေတဲ့အပေါ်မှာပြိသက်တွေကြာအမြင်အမျိုးမျိုးဖြစ်နေကြလိမ့်မယ်ထင်ပါတယ်။တချို့ကလည်းကျော်လာဝင်းကိုဝမ်းမှာတခါတည်းကစားစီခြင်းကြသလိုမျောလဲမျောလင့်နေခဲ့ကြပါတယ်။ဒါပေမဲ့အခုတော့မျောလင့်ထားသလိုမဟုတ်ဘဲဒါစူပါ5မှာကစားရမယ်ဆိုတော့တချို့ကလည်းဟာကနေဟင်းနေပေါ့။တနည်းအားဖြင့်ဆိုရရင်ဒါတော်တော်လေးဖြစ်တင်နေလို့ကျွန်တော်အနေနဲ့တော့မြင်နေဗျ။ကျော်လာဝင်းကအခုမှမွေထမ်းကိုတည်တည်ကြကြပြန်ပြီးတော့လေးလာနေတာ။ ပြောရမယ်ဆိုရင်တော့အခြေခံကြကြနီးစနစ်ကြကြစပြီးလေးလာနေရပါဒီတော့ဝမ်းမှာတခါတည်းပွဲတန်းပေးလိုက်လို့ပွဲတန်းကစားလိုက်လို့တခုအလွဲလွဲချော်ချော်ဖြစ်မယ်ဆိုရင်ဒါရှုံးငယ်မို့ဗျာဖဲဒက်အနေနဲ့လည်းနင်းနာတယ်လို့ကျော်စွာဝင်းတို့လည်းစိတ်ပိုင်းဆိုင်ရာတကစုံတစ်ခုထိခိုက်စေနိုင်တယ်ဗျကျော်စွာဝင်းလိုဖိုက်တာအနေထားမျိုးကလည်းသူတို့ပွဲတည်ပေးမယ်ဆိုရင်ဒါလွယ်ကူတဲ့ကစားသမားနဲ့တော့ပွဲတည်ပေးမှာမဟုတ်ပါဘူးဒီတော့အပေါ်မှာပြောခဲ့သလိုအရှုံးရလက်များပေါ်ခဲ့လို့ရှိရင်ဒါဝမ်းချမ်းမြေရှိရဲ့ကျော်စွာဝင်းပေါ်မှာမြင်နေမြင်ရလဲတမျိုးတစ်ပုံပြောင်းလဲသွားနိုင်ပါတယ် ဒါကြောင့်အခုလိုမျိုး Super Fight ကနေခြေလှမ်းသစ်စတာကြောစောဝင်းတပိုကောင်းမယ်လို့ကျွန်တော်ကမြင်တာဖြစ်ပါတယ်။နောက်ပြီးတော့ကြောစောဝင်းက Fader ကစားသမား Fader နဲ့စာချုပ်ချုပ်လာတာ။ဒီတော့ Fader ကကစား권ပေးတဲ့ကစားခိုင်းတဲ့ပွဲတွေကိုသူကစားရမှာပါ။ကျွန်တော်တော့ Fader အခုလိုမျိုးဒီ1ထက်တစ်ဆင့်နိုင်တယ်လို့ပြောလို့ရတဲ့ Super Fight လောက်မှာကြောစောဝင်းကိုကစားခိုင်းတာနှုံးတစ်ဖက်မျှတာတယ်ဆုံးဖြတ်ချက်လို့သုံးသပ်ချင်ပါတယ်။ စူပါဘိုက်ဆိုတာလေအခုဝမ်းမှာကစားနေတဲ့ fighter တော်တော်များများဒါခုတ်လက်ပြခဲ့တဲ့နေရာအဲတနည်းအားဖြင့်မြေဆန်းခရမ်းပြိုးခဲ့ကြတဲ့နေရာလို့ပြောလို့ရပါတယ်အဲရွက်ပုံသီး fighter တွေပေါ်ထွက်လေရှိတဲ့နေရာပါနောက်ပြီးတော့တခြားမြင်းမားတဲ့မျောလင်းချက်ကိုစီနဲ့ရောက်လာပြီးတော့ရှင်ပြိုင်ထိုးသက်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါလွဲကူမာတော့ဟုတ်မနေဘူးဗျ။နောက်ပြီးတော့ကျော်စွာဝင်းအခုကစားရမယ့် fighter ဆိုရင်မျက်နှာသစ် fighter လို့ပြောလို့ရတယ်။ဖတ်ထုံချိုင်ဆိုတဲ့ဒါ time fighter ဖြစ်ပါတယ်။ကျွန်တော်ရှာဖွေကြည့်ရတဲ့လောက်တော့ဒီကစားသမားကကျော်စွာဝင်းလောက်တော့အတွေ့အကြုံမရှိဘူး။ ပွဲတွေလည်းအများကြီးမထိုးရသေးဘူးကျော်သောင်းရတော့ဒါအားလုံးသိကြတဲ့အတိုင်းပဲထွန်းထွန်းမင်းလို့သွေးသွေးဝင်းနိုင်လို့ဒါမြမာပြည်ရဲ့ထိတ်တန့်ကစားသမားတွေနဲ့ကစားခဲ့ပူးပြီပြည်ပမှာတွားရောက်ကစားပူးတဲ့ဒါအထွေထွေခေါင်းလေးလည်းရှိတာဖြစ်တဲ့အတွက်ဒီပွဲမှာအများကြီးပြောကြမလို့ဒါကျော်သောင်းဝင်းနဲ့တော်တော်လေးကွာတယ်လို့ပြောလို့ရမယ်ရှုကလိမင်းနဲ့ကစားခဲ့ရတဲ့ပွဲလောက်တောင်ခက်ခဲမှမဟုတ်ပါဘူး ဒါပေမဲ့တခုရှိတာကဒီတက်သစ္စာဖိုက်တာအဲတိုးတက်မှုရောင်နီပြိုးကသာဖိုက်တာဆိုပေမဲ့ပြန်ဘက်ကိုကောင်းကောင်းချင်းကတ်တက်တယ်။ကစားပုံကတည်ငြိမ်ပြီးတော့လှုပ်တင်တာဘာလဲဆိုတော့အကောင်းဆုံးရှာဖွေနိုင်တဲ့ဖိုက်တာမျိုးပါ။နောက်ပြီးတော့နေ့စဉ်နဲ့များလုပ်နေတဲ့ဒါလေ့ကျင့်ရေးအစီအစဉ်တွေမြင်တွေ့နေရတဲ့တခြားသောဖိုက်တာတွေရဲ့ပွဲတွေရာရရှိတဲ့စာတွေတွေဒါတွေကလည်းခြံထားလို့မရတဲ့အရာတွေဖြစ်တဲ့အတွက်ဒါကျွန်တော်အစမှပြောခဲ့သလိုပဲခက်ခဲစေနိုင်တဲ့အပိုင်းတွေတော့တေချာပေါက်ရှိလာမှာပါ။ပြော်ကုကျော်သွားဝင်းရင်ဆိုင်ရမယ်ဖတ်ထုံချန်ရဲ့ပွဲတွေ data အချက်လက်တွေကတော်တော်လေးရှာရခတ်ပါတယ်ဆိုတော့ကျွန်တော်တို့ရှိတဲ့ဘွဲလေးကိုပဲပြန်ပြီးတော့ကြည့်ရင်အတူတူသုံးသပ်ကြည့်အောင်ပါ Okay ဒီမှာဆိုလို့ရှိရင်ကျော်စွားဝင်းနဲ့ရင်ဆိုင်ရမယ့် fighter ဒီလက်အပြာဝေ့စင်ထားတဲ့ဒီ fighter ဖြစ်ပါတယ်သူ့ရဲ့ကစားပုံကြည့်မယ်ဆိုရင်ဂတ်မလုံကကလက်တစ်ချောင်းနဲ့တစ်ချောင်းဝေးတယ်ဒါလည်းလက်အိတ်အကြီးနဲ့ရင်ဆိုင်ရတာကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်လက်တစ်ဖက်နဲ့တစ်ဖက်ဝေးတယ်ကျော်စွားဝင်းကအခုနောက်ပိုင်းမှာဒါလက်သီးတွေပြင်းပြန်လာတယ် ဆိုတော့သူ့ကိုကောင်းကောင်းလေးဒုက္ခပေးနိုင်တယ်လို့ကျွန်တော်အနေနဲ့တော့သုံးသပ်မိရဲ့ဗျတွေ့လားကကအဝေးပဲနော်ပြီးအောက်ပိုင်း block ဒါလေးတွေလည်းပဲနည်းနည်းလေးကြော်စာဝင်းနဲ့ကွာတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဗျဟက်ကစ်ကန်တာလေးတော့မစိုးဘူးနော်တွေ့လားကစ်ချက်လေးတွေတော့မစိုးဘူးဗျကစ်ချက်လေးတွေတော့ကောင်းတယ်လို့ပြောလို့ရတဲ့အထက်မှာပါတယ်ပြီးပြိုင်ဘက်ကိုသူတေချာ အာ focus လုံးနိုင်တယ်ဟာကေဝင်သွားတယ်음သူတစ်ချက်ကိုတစ်ချက်ဆိုရယ်စိတ်မျိုးလေးတော့သူ့မှာရှိတယ်ဗျသူ့တစ်ချက်ထည့်ရင်သူနောက်တစ်ချက်သူပြန်ပြီးတော့တစ်ချက်ထည့်နိုင်အောင်သူစူးစမ်းရတဲ့မှာတော့ပါတယ်ဟက်ကပြန် block လိုက်ပြီပထမပထမမှာ तू ဟက်ကပြေးလိုက်ရတယ်နောက်ထပ်အမားမခံတော့ဘဲနဲ့ तू block တာကိုတွေ့ရတယ်ဗျ ဒါလေးတွေကကောင်းတဲ့လက္ခဏာလေးဖြစ်ပါတယ်ဖိန်လေးတွေရှိတယ်เนาะသူမှာ body fade နေရှိတယ်เนาะဒါတတိထားရမယ် body fade ရနေပြီးတော့ကိုကဟန်ချက်ပြတ်သွားရင်ဒါဒုက္ခပေးနိုင်တယ်နောက်ထပ်အဲတွဲလုံးနေဒါမှမဟုတ်လက်တီချက်တွေခြေခံချက်တွေအမျိုးမျိုးဝင်လာနိုင်နေဗျဒါလေးတော့တတိထားရမယ်เนาะအမ်အောက်တော့ခတ်တာတွေအတွင်းအတွင်းခတ်ပေါ့อืมเจ็บပြရတယ်ကြာဟက်ကစ်တွေသူကံမခံတော့ဘူးเนาะပြန်ပိတ်ပလိုက်ပြီး ကောင်းတယ်တူလားလုံးဝထမ်းမထီရအောင်လုံးဝထမ်းမထီရအောင်ဟုတ်တယ်ဒီလိုမျိုးဖြစ်နေရမှာဗျကို့ဒီလိုမျိုးဒီနေရာကနေဒုက္ခပေးတာနောက်ထပ်တစ်ချိန်ထမ်းမပေးတော့တဲ့ဖိုင်တာမျိုးဖြစ်နေရမှာဗျอืมတရာဟက်ကေဒီ ူကောင်းကောင်းလေးပိတ်လိုက်ပြီအဲအောက်မှာတလားခြေထောက်နဲ့ဖိမ့်ပြပြီးတော့သူလက်နဲ့ထိုးသွားတာအိုက်ွက်လေးတခြားကြည့်ပါတော်တော်လေးမိုက်တယ်အဲ့လိုမျိုးလေးတွေလာနိုင်တယ်လို့ကျွန်တော်ပြောတာဖြစ်ပါတယ်ဖိမ့်လေးရှိရနော်โอเคလက်ဒီပွင့်သွားတယ်ကက်ကက်ပွင့်နေဆိုတာကျွန်တော်ပြောရတွေ့တယ်မလားသူ့ကက်ကမလုံနေဘူးအဲ့ဒါတော့ရှိပါတယ် တခါတည်းသူဂတ်ပွင့်နေတဲ့ကြားရရပဲရအောင်ပြန်ထိုးသွားတာတော့ချီးကျူးကြပါသူ့ကိုထိပြီးခုနကကျွန်တော်ပြောခဲ့သလိုသူတစ်ချက်ကိုတစ်ချက်ထိသူတစ်ချက်ကိုတစ်ချက်ပြန်ပြီးတော့ထိုးတဲ့ fighter မျိုးထဲမှာပါတယ်ဗျတွေ့တွေ့လား body kit တွေတော့တတိထားရမယ် kick ကတော့ကောင်းတဲ့အထက်မှာတော့မပါပါပဲဒါဘယ်လိုပဲဖြစ်ဖြစ်ထိရင်တော့နာတာပဲလीဟုတ်တယ်မလား ခက်ကတော့လုံနေထဲမှာမပါနေဘူးလုံအောင်ပြန်ပတ်ချင်းကပုံကောင်းတယ်ပါနဲ့တဲ့ကစားသမားလို့ပြောလို့ရတယ် ဲ့လိုအမားမခံတာလေးတို့ကျွန်တော်တော်တော်လေးသဘောကျတယ်ဗျပထမတစ်ခါသူ့ဟက်ကစ်ကန်လာတာတွေ့ရတဲ့သူနောက်ထပ်ဘယ်တော့မှဟက်ကစ်မပေးတော့အာမစုံတော့ခြေခံချက်လေးဒါကောင်းတယ်လို့ပြောလို့ရမယ်ဟုတ်ပါပြီဒါတော့ကျွန်တော်တို့ကြော်စော်ဝင်းရင်ဆိုင်ရမယ်ဖိုင်တာလို့အဲသူ့ရဲ့နာမည်နဲ့ကျွန်တော်ရိုက်ရှာကြည့်လို့တွေ့တဲ့ဖိုင်တာဖြစ်ပါတယ်ဒီရှားလည်းခက်ခဲပါတယ် โอเค divider เนี่ยตาจอซาวင်းกะซ่ามาเลยส่วนอารมณ์ไอ้เมียมาบลูดิชื่อจักเลยเปียจอซาวင်းနိုင်ซาวနိုင်ล่ะถ้าบ่หมอตะคุกๆคอมเมนต์มายีทวาไปแก่จ๋าบ่อซงนี้ไลฟ์มาជីชูไปแก่จ๋าด้วยอารมณ์เจื้อสุติไปเปียนาวเดวิดีโอมาเจอเราเปลี่ยนส่งยามเนาะ